ာစီလိုနာတင်အားချန်ပီယံလိဂွတ်တာဖိုင်နယ်ပထမကြောပွဲစဉ်မှာဒေါ်မွန်အသင်းကိုလီဂိုကိုမရှိတဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးမြဲနီပြဟန်စီဖလစ်ကသူ့ရဲ့ကစားသမားတွေကိုဆက်ပြီးအာယုံစိုက်ဖို့တိုက်တွန်းခဲ့ပါတယ်ဟန်စီဖလစ်ကကျွန်တော်တို့နောက်တစ်ဆင့်ကိုမျှရှိသေးပါဘူးဘောလုံးဆိုတာယူသွဆရာကောင်းတဲ့အကစားဖြစ်တဲ့အတွက်ဘာဒီဖြစ်လာမလဲဆိုတာခင်ဗျားတို့မသိနိုင်ပါဘူးနောက်တစ်ဆင့်တက်ချင်တယ်ဆိုရင်ဒီပွဲမှာလုတ်ခဲ့တယ်လို့မျိုးအမှားယွင်းမရှိပဲတော်မှမှာကျွန်တော်တို့ကစားရမှာပါကျွန်တော်တို့ကောင်းမွန်စွာကစားပြီးကိုးရီတွင်းယူနိုင်တဲ့အချိန်မှာဒီလိုဒီဖြစ်ခဲ့တာပါလို့ Movistar Plus ကိုပြောခဲ့တာပါ ဒီပွဲမှာဘာစီလိုနာအသင်းအတွက်ဂိုးတွေကိုလီဝွန်ဒေါစကီက2ဂိုးရာဖင်ညာနဲ့ယာမဲတိုကတကိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာနီးပြဟန်စီဖလစ်လက်ထက်မှာအကောင်းဆုံးရလဒ်တွေပိုင်ဆိုင်နေပြီး2025ခုနှစ်တည်းကစားခဲ့တဲ့ပွဲတွေမှာရှုံးပွဲမရှိသေးတာပါ။ဒီပွဲမှာဘာစီလိုနာအသင်းအတွက်တကိုးသွင်းပြီးဂိုးဖန်တီမူ2ချိန်ပြုတ်လုခဲ့တဲ့ရာဖင်ညာက ဒီယာတီချန်ပီယံလိပြန်ပွဲမှာဂိုးပဝင်ပသက်မှု၁၉ဂိုးရှိလာခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ရာဖင်ညာက2017-2022ယာတီကချန်ပီယံလိပြန်ပွဲမှာမစီတင်ခဲ့တဲ့ဒီဆန်ချိန်မှတ်တမ်းနဲ့တူညီသွားခဲ့တာပါ။ရာဖင်ညာကသူ့အထိတ်တန်းကစားသမားတွေနဲ့ကစားရတဲ့ကိုနှစ်သက်ပြီး ကွင်းထဲမှာတဦးနဲ့တဦးအကြောင်းကောင်းမွန်စွာတည်တာကအရေးပါတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီပြင်ရာဖင်ညာကသူတို့ကဒီပုံစံတိုင်းဆက်သွားပြီးစူပလာအောင်မြင်မှုတွေရယူခြင်းတယ်လို့ပြောခဲ့တာပါ။ဘာစီလိုနာအသင်းဟာချန်ပီယံလိပြိုင်ပွဲမှာဆီမီဖိုင်နယ်ကိုတက်နိုင်ဖို့နှီးစက်နေတယ်လို့လာလီဂါပြိုင်ပွဲမှာအမပေးစရာထိတ်ဆုံးတဲ့ကိုဘာတယ်ရီဖလားပြိုင်ပွဲမှာဘိုလူပွဲရှင်ပြိုင်ကစားရဖို့ရှိနေတာပါ။တော်မွန်တင်နီပြကိုဗတ်ကဒီပွဲမှာသူတို့အရှုံးနဲ့ထိုက်တန်ခဲ့ပြီးကြီးမားတဲ့ရှုံးနေမှုကြောင့်နောက်တစ်ဆင့်တက်နိုင်မဲ့အခွင့်အရေးနှဲပါသွားခဲ့ပြီလို့ဝန်ခံခဲ့တာပါ။ တော်မွန်နဲ့ဘာစီလိုနာအသင်းတို့ရဲ့ quarter final ဒုတိယကြော်ပွဲစဉ်ကို AP 16ရက်မှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။